င်္ဂလာပါကျွန်တော်တို့ပြည်တော်စုဖောက်နဲ့အိတ်ဆဲတွေမိုက်ခရိုဆော့ဝဲတွေမှာလည်ရစ်ပါတဲ့ထပ်ဝင်ပဲရေးတဲ့နည်းလေးကိုမျှဝေပေးခြင်းပါတယ်ကျွန်တော်တို့ဒီလိုမျိုးအိတ်ဆဲတွေမှာပြင်နောက်တစ်ခုကမိုက်ခရိုဆော့ဝဲတွေမှာပေါ့နော်ဒီလိုမျိုးလည်ရစ်ပါတဲ့ထပ်ဝင်ပဲရေးတဲ့နည်းလေးကိုမျှဝေပေးခြင်းပါတယ်ပုံမှန်ကျွန်တော်တို့ကဒီဟာလေးနဲ့ရေးတယ်ဆိုရင်ဒါလည်ရစ်မပါဘောနော်အဲ့တော့ကျွန်တော်ဥက္ကဋ္ဌတို့ပဋ္ဌာန်းတို့ဒါရေးမယ်ဆိုရင်ဒီလိုမျိုးလည်ရစ်မပါပါဘူ အဲ့တော့ဒီမှာ keyboard မှာဆိုရင်လည်းဒီဟာလေးပဲရှိပါတယ်နော်အဲ့တော့လေရေးပါတဲ့ဒီလိုမျိုးထောက်ဝင်ပေးလေးကိုဘယ်လိုမျိုးရေးရမလဲဆိုရင်ကျွန်တော်လည်းအတူဗီဒီယိုလေးကိုစုံပြီးလိုက်ကြည့်ပေးပါနော်အကဲတော့ပြင်ဆုံးနေနဲ့ကျွန်တော်တို့ဒီမှာပြည်တော်စုဖောင့်ပြောင်းလိုက်ပါမယ် keyboard ကနေ select မှတ်ပါ control ရေး select မှတ်ပြီးတော့ဒီနေရာလေးမှာပြည်တော်စုပြောင်းပါโอเคပြောင်းပြီးသားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအင်္ဂလိပ်မြန်မာ ပြောင်းပြောင်းဖို့အတွက် key magic software လေးဖွင့်ပါမယ်ဒီမှာဆိုရင် ရေးကြည့်လိုက်ပဲဒါအင်္ဂလိပ်ဖောင်ပေါ့နော်ကွန်ထိုးရဲ့ရှေ့ကနေပါဒါဆိုရင်မြန်မာဖောင်ဖြစ်သွားပါပြီဟုတ်ကဲ့တော့ဒီနေရာမှာရေးကြည့်မယ်ရင်ဆုံးနေနဲ့ဥက္ကဋ္ဌဆိုတဲ့စကားစုလေးကိုကျွန်တော်ရေးပြပါမယ်ဒီအထီးတော့ရေးတတ်သေးတယ်အဲ့ပြီးရင်ကျွန်တော်တို့ကဒီထဝင်ပဲလေးကိုနှိပ်လိုက်တယ်ဆိုရင်အဲ့ဒီမှာရှိတဲ့ဒါလေးကိုနှိပ်လိုက်ရမယ်ဆိုရင်ကျွန်တော်တို့ကမရသေးဘူးပေါ့နော်သူ့နှစ်နှိပ်ကြည့်မယ်ရှင်းနေတွင်းနေရဒီလိုမျိုးလေးတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီအရကိုကျွန်တော်တို့ကဒီလိုမျိုးလေရင်းနဲ့ပါခြင်းနေဆိုရင် ဘယ်လိုမျိုးရေးရလဲဆိုရင်အဲကျွန်တော်ဒီမှာပြပါမယ်ရင်ဆုံးနေနဲ့ကျွန်တော်တို့ဒီ6ကီးနဲ့ဒီ6ကီးနဲ့တတလင်းချင်းတွေကိုတွဲပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာလေးမှာ6ကဲတတလင်းချင်းကဲနှိပ်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင် keyboard ကနေ6ကီးရဲ့ app ကဲနှိပ်ပါเนาะအဲပြပါမယ်ဒီမှာရှိပါတယ်ဒီ6ကီးနဲ့ဒီ F ကီးနဲ့နှိပ်ပါเนาะဒီ6ကီးနဲ့ F နဲ့ကိုတွဲနှိပ်ပါဒီညာလေးမှာ6က F ကတွဲနှိပ်ပါ โอเคပြီးသွားပြီဆိုလို့ရှိရင်အစောနာကျွန်တော်ပြောခဲ့တဲ့ဒီအိတ်မှာရှိတဲ့ဒီထပ်ဝင်ပဲလေးကိုနှိမ့်နှိမ့်ပေးလိုက်ပါเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ထပ်ဝင်ပဲမှာလေရင်းတဲ့ပုံစံလေးရှာသားมาဖြစ်ပါတယ်ဒီပထန်းလိုဘာလို့ရေးမယ်ဆိုရင်ဒီပုံစံတိုင်းရေးရမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော် macro software မှာတုံးပြပါမယ် macro software မှာဆိုရင်လည်းကျွန်တော်တို့ကဒီအထိယာရသေးတယ်ဒီမှာပြည်တော်စုပြောင်းပါပြောင်းပြီးတော့ရှေ့ app ဥက္ကဋ္ဌပါเนาะ ဒီကောင်လေးကိုတန်းပြီးတော့မရေပါဘူးဒီလိုမျိုးတွေ့ရမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့အရင်ဆုံးအစောကကျွန်တော်ပြောခဲ့တဲ့ပုံစံတိုင်း keyboard ကနေ shift ကတာဒလင်းကြိတ်ကနှိပ်ပါပြီးတော့ရင် shift က up ကနှိပ်ပါပြီးတော့ရင် shift ကထပ်ဝင်ပဲနှိပ်ပေးလိုက်ပါဒါဆိုရင်ထပ်ဝင်ပဲလက်ရည်လေးနဲ့ကောင်ဒီစာလေးကိုရေးလို့ရတာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့သင်ခန်းစာလေးကတော့ Microsoft Word Excel တွေမှာ ထဝယ်ဘဲကိုပြည်တော်စုဖောက်နဲ့လေရစ်ပါတဲ့ပုံစံရေးတဲ့နေကိုမျက်ဝယ်ပေးကြတာဖြစ်ပါတယ်ဒီတင်ငန်းစာလေးကိုလည်းရှာမယ်လို့ထင်ပါတယ်အားလုံးစင်နေကြပါစေခင်ဗျာ